စိတ်ချယောဂအတွက်ပေးတဲ့စေ antidepressant နေတောက်မယ်ဆိုလို့ရှိရင်တော့ဒီချက်ကိုသိကိုသိထားတင်ပါတယ်မင်္ဂလာပါဒီနေ့မှာတော့ antidepressant စေတောက်တဲ့ခါကြလို့ရှိရင်သိထားတဲ့အချက်လေးတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးကတော့ antidepressant နေသည်ဆွဲတာလုံးဝမရှိပါဘူးဆေးဆွဲတာမရှိတဲ့အတွက်ကြောင့်မို့လို့စိတ်ချလက်ချတောက်သုံးလို့ရပါတယ်များသောအားဖြင့်ဒီရဲ့ antidepressant ဆိုတဲ့စေတွေထဲမှာ serotonin နဲ့ noradrenaline ဆိုတဲ့ chemical လေးတွေပါတယ်ပေါ့နော်ဒီ chemical လေးတွေကအုံနောက်ထဲမှာစတင်ပြီးတော့မှအလုပ်လုပ်တဲ့ခါကြလို့ရှိရင်ဆေးဆက်ဆက်တောက် ောက်ခြင်းတပတ်လောက်မှာတော့စိုးရိမ်စိတ်တွေများလာတယ်အတွေးတွေများလာတယ်ဆိုတဲ့ဟာမျိုးခံစားရနိုင်ပါတယ်ဒါပေမဲ့ဒါတွေအကုန်လုံးကတော့ပုံမှန်ပါပဲနောက်တစ်ခုဆေးရဲ့ action ပေါ့နော်ဆေးအာနိသင်ကတော့ကျမတို့အ ਨੇ ဆုံးနှစ်ပတ်၃ပတ်လောက်တော့စောင့်ရတက်ပါတယ်ဒီနှစ်ပတ်၃ပတ်လောက်ဆေးတောက်ပြီးလို့ရှိရင်တော့စပြီးတော့မှခန္ဓာကိုယ်မှာတိတိတသားပြောင်းလဲမှုလေးတွေကိုခံစားရမှာဖြစ်ပါတယ် ဒီတော့ဆေးကိုဘယ်လောက်စကြာတောက်အောင်မလဲဆိုတာကိုလည်းသိချင်မလို့ထင်ပါတယ်။ဆေးကိုတော့ကျွန်တော်တွေကယောဂလက္ခဏာတက်တာပြီးအနည်းဆုံး6လနေပြီးတော့အခါကျမှ9လတောက်လျှောက်တောက်ဖို့လိုအပ်ပါတယ်ရှင်။ဒါကြောင့်မို့လို့ antidepressant ဆေးကိုတောက်မယ်ဆိုလို့ရှင်တော့ကျွန်တော်တွေသတ်မှတ်ထားတဲ့ကာလကိုတေချာစနစ်တကျလိုက်နာပြီးတောက်နိုင်မှသာဆေးရဲ့အကျိုးရရှိမှာဖြစ်ပါတယ်။ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲစီကျမရင်နဲ့ပတ်သက်ပြီးတော့မဆိတ်ဝင်စားစရာ content တွေကိုကြည့်ရှင်နေဆိုလို့ရှိရင်တော့ကျမရဲ့ channel ကို like and follow လေးလုပ်ထားပေးဖို့မျှော်လင့်ပါတယ်ရှင်